င်္ဂလာပါရှင်အခုချိန်ကစပြီးမြန်မာတက္ကသိုလ်1389ခုနှစ်နော်လာဆန်း3ရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာ22ရက်နေ့အတွက် PSN News ရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မတော့စောနှုတ်ဝေပါရှင်ပထမဆုံးသတင်းအနေနဲ့မုံရွာနမခမထွက်လာတဲ့စီရင်တန်းကိုမန္တလေးမုံရွာလမ်းပိုင်းမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်မရှင်ဘက်မှငါးဦးတစ်ဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမော်ရမြို့နယ်ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခမထွက်လာတဲ့အင်အားအပြည့်ပါတံပြားကရင်တန်းကိုမန္တလေးမော်ရလမ်းပိုက်မှာမိုက်ဆွဲတိုက်ခတ်ခဲ့ကြောင်းစပရင်ဒရုတ်အဖွဲ့ကထုတ်ပြန်ထားပါရယ်။အဆိုပါတိုက်ခိုက်မှုကိုနိုဝင်ဘာ20ရက်နနေ့9:45မိနစ်ခန့်ကမော်ရမန္တလေးလမ်းမကြီးပေါ်မှာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ိုက်ခိုက်မှုအတွင်းစစ်ကောင်မရှင်ဘက်မှ၅ဦးတိစုံခဲ့ကြောင်းမောင်ရခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လေးတခွဲနှစ်တခွဲမူကိုဝိုင်ဖိုင်ကဖြေကြားထားပါတယ်။မောင်ရနမကမှထွက်လာတဲ့စစ်ကောင်မရှင်တပ်ကားများဟာမအူဂိတ်သို့ဝင်ရောက်ပြီးတဲ့နောက်ဖော်ကားတစီစနေပိန်ကတစီတို့ဖြင့်အချိန်ပြောင်းပြုလုပ်ခဲ့ကြပါတယ်။ထို့သောအချိန်ပြောင်းပြုလုပ်ခဲ့ပြီးတဲ့နောက်မအူကိမ်းမတောင်ဘက်သို့ထွက်ခွာလာစဉ်အဝေးတိုင်းရှုထမိုင်းဖြင့်တော်လရင်တက်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗါဒ အဆိုပါတိုက်ခိုက်မှုကိုမုံရခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးတပ်ခွဲနှင့်နာမည်ဆောင်ကွန်မန်ဒိုဖို့မုံရခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးတပ်ခွဲလေးနာမည်ဆောင်တီချာဖို့မုံရခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း28တပ်ခွဲ3မုံရခိုင်တပ်ရင်းလေးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ပြည်သူများအနေဖြင့်မုံရမန်လေးလမ်းပေါ်မှာစစ်ကော်မရှင်တပ်ဤကားသမ်းများတွေ့ပါကကမ္မလိုက်ချရန်တော်လိုင်းရဲတပ်ဖွဲ့များကမြစ်တာရက်ခံထားပါတယ်ရှင်။ဆလဘီစစ်ကော်မရှင်ကဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝမ်အရေးပြောချက်ချက်အပေါ်ဆန့်ကျင်ပြီးတရုတ်ရဲ့တနင်္ဂနွေနေ့မူဝါဒကိုထောက်ခံလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဂျပန်ဝင်ကြီးချုပ်အသေးရဲ့ထိုင်ဝမ်အရင်းနဲ့ပတ်သက်ပြီးပြောကြားချက်အပေါ်စစ်ကောင်မရှင်ရဲ့သဘောထားကိုသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဘူချုပ်စောမင်းထွန်းကယနေ့နိုဝင်ဘာ22ရက်နေ့မှာ၎င်းတို့ရဲ့ဝါရဖြန့်သတင်းစာများမှတဆင့်ထောက်ပြန်ပြောကြားခဲ့ပါတယ်စစ်ကောင်မရှင်ကဂျပန်ဝင်ကြီးချုပ်ရဲ့ပြောကြားချက်အပေါ်စက်ကျင်သဘောတရယက်တီခဲ့ပြီးတရုတ်နိုင်ငံရဲ့တရုတ်တနိုင်ငံနဲ့မူဝါဒ One China Policy ကိုခိုင်မာစွာထောက်ခံကြောင်းထောက်ပြန်ခဲ့ခြင်းဖြစ်ပါတယ် တရုတ်မြန်မာနိုင်ငံဟာအင်းဒီချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီးအင်းတူပူမြတိုင်ဝန်ကိုတိစောက်နေတဲ့နိုင်ငံများဖြစ်သည့်အတွက်တရုတ်နိုင်ငံရဲ့တရုတ်တနိုင်ငံနဲ့မူဝါဒကိုခိုင်မာစွာထောက်ခံရည်တည်လျက်ရှိကြောင်းစစ်ကောမရှင်ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ကပြောဆိုထားတာဖြစ်ပါတယ်။ဒါအပြင်အာလာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူချင်းမင်းအောင်လိုင်ကလည်းတရုတ်တနိုင်ငံနဲ့မူဝါဒကိုထောက်ခံကြောင်းတရုတ်နိုင်ငံခေါင်းဆောင်များနဲ့တွေ့ဆုံချိန်တိုင်းထပ်လန်းအတည်ပြုပြောကြားလျက်ရှိပါတယ်။ ၎င်းတို့စစ်ကောမရှင်အနေဖြင့်တရုတ်နိုင်ငံရဲ့နယ်မြေတည်ထန်ခိုင်မြဲမှုနှင့်အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ်လေးစားပြီးကာကွယ်ခြင်းကိုအစင်မြဲထောက်ခံရည်တည်လျက်ရှိကြောင်းလည်းထုတ်ပြန်ချက်မှဖော်ပြထားပါတယ်။စစ်ကောမရှင်က2021ခုနှစ်ဖေဖော်ဝါရီလမှာအရမအနာတယူပြီးတဲ့နောက်ပိုင်းကုလသမဂ္ဂအပါအဝင်အနောက်နိုင်ငံများရဲ့စန့်ကျင်မှုနှင့်ပိတ်ဆို့အရေးယူမှုများကြောင့်တရုတ်နဲ့ရုရှားတို့လိုမဟာမိတ်နိုင်ငံများရဲ့အကာအကွယ်နဲ့ ထောက်ခံမှုကိုအကြီးကျယ်လိုအပ်လျက်ရှိနေတာဖြစ်ပါတယ်။ဒါ့အပြင်တရုတ်နိုင်ငံဟာမြန်မာနိုင်ငံအတွက်အဓိကကုန်သွယ်ဘက်နဲ့အရေးပါတဲ့ရင်းနှီးမြှုပ်နှံသူဖြစ်တဲ့အပြင်လက်ရှိမှာလည်းစစ်ကော်မရှင်အတွက်လိုအပ်တဲ့လက်နက်ပစ္စည်းများနဲ့စစ်ရေးပစ္စည်းများရရှိရာအရင်းမြစ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်ထောက်ဝဲကဲ့သို့သောအရေးပေါ်ပေါက်လာချိန်မှာစစ်ကောင်းဆောင်အနေဖြင့်၎င်းရဲ့တည်တက်မှုအတွက်တရုတ်နိုင်ငံရဲ့အကျိုးစီးပွားကိုခိုင်မာစွာထောက်ခံရည်တည်ခြင်းဟာတန်တမာနဲ့စီးပွားရေးအရာမဖြစ်မနေလိုအပ်သည့်မူဝါဒဖြစ်ကြောင်းနိုင်ငံရဲ့လိလသူများကသုံးသပ်ပြောဆိုထားပါတယ်ရှင်။ BSN News ပြည်သူတွေပါခင်ဗျာကုချင်ရစပြီ BSN News ရဲ့နိုင်ငံတကာသတင်းများသတင်းများအကြားအကြားပြပေးတော့ဖြစ်ပါတယ်ကျွန်တော်ကတော့တီဟာပါပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဘင်္ဂလားဒေ့ရှ်မှာပြင်းအား9.9အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်မှုကြောင့်၃ဦးသေဆုံးပြီးအိန္ဒိယအရှေ့မြောက်ပိုင်းနဲ့ကိုလ်ကတာတို့မှာတုံခါမှုတွေခံစားရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလွေမာလာ၂၁ရက်နေ့မနက်၁၀:၈မိနစ်က တက္ကမျိုးမှကီလိုမီတာ90ခန့်กว่าနာစင်ဒီမျိုးရဲ့တောင်အနောက်တောင်ဘက်73ကီလိုမီတာกว่าမြေအောက်အနက်10ကီလိုမီတာကိုပိုပြူပြီးပြင်းအား9.8အဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ငလျင်ကြောင့်တက္ကမျိုးဘုံရှယ်ရက်ရှိငါးရက်တိုက်အဆောင်တစ်ခုရဲ့တန်ပါရန်ရုတ်တရက်ပြိုကျခဲ့ရမှာလမ်းလျှောက်နေတဲ့လူ3ဦးသေဆုံးခဲ့ပြီး65ဦးဒဏ်ရာရရှိခဲ့ကြောင်းဒေတာရင်းသတင်းများမှာဖော်ပြထားပါတယ်။အာနာမနီက ငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေကိုစစ်ဆင်နေစဉ်တွင်ပြည်သူများအနေနဲ့စိတ်တည်ငြိမ်စွာနေထိုင်ကြဖို့ဘင်္ဂလားဒေ့ရှ်ဂျာပြတ်အစိုးရရဲ့ကြီးကဲအကြံပေးပုဂ္ဂိုလ်မိုဟာမက်ယူနက်စ်ကတိုက်တွန်းပြောကြားခဲ့ပါတယ်။ယူနက်စ်ကပြည်သူအလုံးရဲ့ဘေးကင်းလုံခြုံမှုကိုတေချာစေဖို့ကျွန်တော်တို့ဆက်လက်ကြိုးပမ်းသွားမှာပါလို့ဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။အဲဒီငလျင်ကြောင့်အိန္ဒိယရှေ့မြောက်ပိုင်းနဲ့ကိုလ်ကတာတို့မှာပါတုံခါမှုတွေခံစားခဲ့ရတဲ့အတွက်ကြောင့်ဂျိုတင်ကာကွယ်မှုဖြင့်လူအများပြားဟာနေအိမ်တွေနဲ့အဆောက်အအုံများမှအလူရက်ထွက်ပြေးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံမှာလောလောဆယ်လူအသက်ဆုံးရှုံးမှုနဲ့ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးမှုများမရှိသေးကြောင်းတောင်းရှိသူများကပြောကြားခဲ့ပါတယ်ခင်ဗျာအခုဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့ဗီယက်နမ်လယ်ပိုင်းမှာမိုတီထန်ချင်းရေကြီးခြင်းနဲ့မြေပြိုခြင်းများကြောင့်အနည်းဆုံး52ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံအလဲပိုင်းဒေသမှာ၃ရက်အတွင်းမိုးရေချိန်150စင်တီမီတာလက်မ60ကျော်ရွာသွန်းခဲ့မှုကြောင့်ကျယ်ပြန့်တဲ့ရေကြီးမှုနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့ပါတယ်။နိုဝင်ဘာလ16ရက်တနင်္ဂနွေနေ့ကစပြီးပြည်နယ်6ခုမှာလူပေါင်းအနည်းဆုံး42ဦးသေဆုံးခဲ့ကာနောက်ထပ်9ဦးကိုဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်းပအဝင်ဝန်ကြီးဌာနကကြေညာပြတင်းနေ့မှာထုတ်ပြန်ပါတယ်။ နေပေါင်း9200ကျော်ရေလွှမ်းမှုခံခဲ့ရပြီးလူပေါင်း6200နီးပါးကို၎င်းတို့ရဲ့နေအိမ်တွေကနေဘေးလွတ်ရာကိုရွှေ့ပြောင်းပေးထားရကြောင်းဝန်ကြီးဌာနရဲ့ကြေသပတေးနေထုတ်ပြန်ကြေညာသိရပါတယ်။မြေပြုံမှုတွေကြောင့်အထူးကလမ်းမကြီးများစွာဆက်လက်ပိတ်ဆို့နေဆဲဖြစ်ပြီးလျှက်စစ်မီ3ဆွဲသူတန်းကန်ဟာမီးပြတ်တောက်ခဲ့ပါတယ်။ Vietnam Net သတင်းစာရဲ့ဖော်ပြချက်အရလမ်ဒုံပြည်နယ်ရှိဒါနမ်မြေပေါ်မှာဂျိုဒရာဒဇင်ဟာကြေသပတေးနေမရက်ပိုင်းမှာရေစီးနဲ့အတူမျောပါသွားခဲ့ကြောင်းသိရပါတယ်။ ဒါပြင်မိုးကြီးရေရှမ်းမှုမြေပြုံမှုတွေထပ်မံဖြစ်ပွားနိုင်ကြောင်းမိုးလေဝသပညာရှင်တွေကသတိပေးထားပါတယ်။ဗီယက်နမ်လေပိုင်းဟာကော်ဖီစိုက်ပျိုးထုတ်လို့ရတဲ့အဓိကနေရာနဲ့နိုင်ငံရဲ့လူကြိုက်အများဆုံးကမ်းခြေများတည်ရှိရာဒေသလည်းဖြစ်ပါတယ်ခင်ဗျာ။